ဟယ်လိုမင်္ဂလာပါဒီ base ကနေပြန်နေကြိုဆိုပါရယ်ဒီနေ့ကတော့ကျွန်တော်ထုံးစံတိုင်းပဲကြာသာရေးနေတိုင်းကျွန်တော်လုပ်နေကြဖြစ်တဲ့ crypto analysis လေးကျွန်တော်လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တစ်ခုပြောစရာရှိတာကကျွန်တော်တို့ဒီ DBS crypto channel က membership ဆက်ပြီးတော့ပွင့်သွားပြီပေါ့နော်ဆိုတော့ membership packs လေးကျွန်တော်ပြင်ထားတာရှိပါတယ်အဲ့တော့အမှတော့ကျွန်တော်တို့ဒီ main မှာမတင်တဲ့ analysis ဗီဒီယိုတွေကိုကျွန်တော်တင်သွားဖို့စီစဉ်ထားရပါတော့။ဒါဒီနေ့မှပွင့်လာဆိုတော့ကျွန်တော်လည်း schedule ဘယ်လိုတင်ပြမလဲဆိုတော့မသိသေးဘူး။ဒါပေမဲ့ကျွန်တော် schedule ဆွဲပြီးသွားရင် membership only ဗီဒီယိုတွေစပြီးတော့တင်တော့မှာပေါ့နော်။ဆိုတော့လောလောဆယ်ရောဒီမှာခရိုင်းတင်နေကြအတိုင်းပဲအဲကျွန်တော်တို့ဒီ market ကို weekly candle တွေကိုကြည့်ပြီးတော့ analyze လုပ်မယ်။ကျွန်တော်တို့ um top 4ပေါ့နော်။ top 4 coins တွေကိုအဓိကလောက်သွားမှာပေါ့နော်။အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီ total ကိုအရင်ကြည့်အောင်။ total ဆိုတာကကျွန်တော်ပြောလို့ဆိုလို့ရှိရင်ဒါ total market cap ကိုပြောတာ။ total market cap ဆိုတာကျွန်တော်တို့ရဲ့ဒီ ခရစ်တိုလောကကြီးတစ်ခုလုံးထဲမှာရှိတဲ့ပတ်စံအရေးအတွက်ကိုပြောတာပေါ့နော်ဆိုတော့လောကကြီး2.92 trillion dollar ရှိနေတယ်အဲ့တော့ကျွန်တော်တို့ total ကအထူးခြားတာကတောက်လျှောက် down trend ဖြစ်နေခဲ့တယ် weekly မှာ down down trend ဖြစ်တယ်ဆိုတာဗာလဲဆိုလို့ရှိရင်ခရစ်တိုလောကကြီးရဲ့ပတ်စံတွေအပြေအဝန်ထွက်သွားတာတခြားသူတွေတခြား investment တွေတခြားရင်းနှီးမြှုပ်နှံမှုတွေမှာသွားလုပ်ကြတာပေါ့ဆိုတော့အဲ့ဒါအဲ့လိုထွက်သွားခြင်းဒီ crypto market တွေမကောက်ဘာလို့လဲဆိုလို့ရှိရင်လူတွေရဲ့ crypto ကိုစိတ်ဝင်စားမှုနည်းလာပြီးတော့တခြားဟာတွေကို ရွှေ့ပြီးတော့ invest လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတွေကပတ်စံနေထွက်သွားတာဒီ crypto လောကကိုကျစေတယ်ပေါ့နော်အားကြောင့်ဒီမှာတောက်လျှောက်ကျခဲ့တယ်တွေ့လိမ့်မယ်အခုပြီးခဲ့တဲ့အာဒီ tariffs တွေပါတွေကျွန်တော်တို့ Trump ရဲ့အခွန်ကိစ္စတွေပါတွေ cool down နည်းနည်းဖြစ်သွားပြီးတော့နည်းနည်းလေးပြန်ပြီးတော့အာဦးမော်လာမယ့်အချိန်ရောက်တော့ total market cap ကပြီးခဲ့တဲ့ week မှာ တောက်လျှောက်ထောင်းတက်လာခဲ့တာကိုတွေ့ရတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာကျသွားခဲ့တဲ့ trend line ကို break လုပ်ပြီးတော့အပေါ်ကိုတက်လာတာကိုတွေ့ရတာပေါ့နော်။ဆိုတော့ဒီတိုင်း body ပိတ်သွားတယ်။ဒီတိုင်း body ပိတ်သွားဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီ crypto market ဒီ attack ဘက်ကိုစပြီးတော့တွားတယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်ပေါ့နော်။ဆိုတော့ဘယ်အထိတက်မလဲဆိုတော့ကျွန်တော်တို့ကပြောလို့မရဘူး။ဘာလို့ဒီအပေါ်မှာရှိတဲ့ all time high အထိရောက်ချင်မှရောက်မယ်။ဒီလိုမျိုးအလဲဇုံရှိတဲ့အဲ့အလဲဇုံလောက်ထိတော့ရောက်နိုင်မယ်လို့ကျွန်တော်တို့ယူဟိုမျှော်လင့်လို့ရတယ်ပေါ့နော်။ Okay အဲ့တော့ total market cap တက်လာခြင်းဒီ crypto locker တွေကိုပတ်စံနေ ပြန်ဝင်လာတာကိုပြရတယ်နော် total market cap အရာဆိုလို့ရှိရင် crypto လောကကြီးအတက်ဘက်ကိုသွားမယ်လို့ယူဆလို့ရတယ်အဲ့မှာသူ ਨੇ against လုပ်ပြီးကြည့်ရမှာကျတော့ BTC dominance BTC dominance ကဘာလဲဆိုလို့ရှိရင်အဲ့ခုနဝင်လာခဲ့ပတ်စံနေထဲမှာ Bitcoin ကဘလောက်ထိ dominance ဖြစ်နေတယ်လဲဘလောက်ထိလွှမ်းမိုးမှုရှိတယ်လဲဆိုတာကိုပြရဆိုတော့ BTC dominance မြင်လို့ရှိရင်တခြား alt coin တွေကအာနေအဲ့ဒီအတွက် Bitcoin ကိုလူတွေစိတ်ဝင်စားမှုပုံများရတယ် Bitcoin ကိုပို့ပြီးတော့ invest အတွက်ရွေးချယ်ရတယ်ဆိုလို့ရှိရင်တခြား altcoin တွေဈေးကမတက်ဘူး Bitcoin ဈေးပဲတက်ဆိုတော့ BTC dominant မြင့်နေလေ Bitcoin ဈေးတက်နေလေလို့ပြောလို့ရတယ်နော်ဆိုတော့အဲဒါပေမဲ့ခုနပြောတဲ့ total နဲ့ချိန်ပြီးတော့ကြည့်မှာပေါ့နော်ဥပမာ total market cap ကအာမြင့်နေဆိုလို့ရှိရင်ဒါ crypto လောကတွေကိုပတ်စံနေဝင်လာတယ် ဲထဲမှာမှ PTC dominance ကမြင့်နေဆိုလို့ရှိရင်ဝင်လာတဲ့ပတ်စံအများစုဟာပစ်ကွယ်အောင်ရောက်သွားတယ်။ဒါလို့ပြောလို့ရတာပေါ့နော်။အဲဒါကြောင့်မလို့အဲ့နှစ်ခုချိန်တိုင်းလို့နှစ်ခုစလုံးတက်နေတယ်ဆိုလို့ရှိရင်ပစ်ကွယ်တက်ဖို့ရှိတယ်လို့ပြောလို့ရတာပေါ့နော်။ဆိုတော့ logic ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပစ်ကွယ်က dominance ကဒီဟိုနေ့တုန်းကကျွန်တော်တို့ဒါပြီးခဲ့တဲ့ week ကဟို week ကပေါ့နော်ဖြစ်ခဲ့တဲ့ဒီအာကျွန်တော်တို့ spike တစ်ခုရှိရဲဒီမှာကျွန်တော်တို့ဘောအထိတက်မလို့လုတ်ပြီးတော့မပြန်ကြပါဘူး spike ရှိရဲအဲ့ spike ရှိရဲနေရာကိုအခု la fade ပြီးတော့အခု spike ကိုကြော်ပြီးတော့ဒီမှာ ဒီမှာ body ပိတ်ဖို့လုပ်နေတယ်နော်ဒီတိုင်းသာပိတ်သွားမယ်ဆိုရင် BTC dominance ကဒီတိုင်းပိတ်သွားမယ်ဆိုလို့ရှိရင် BTC ဒီအတက်ဖက်ကိုဆက်ပြီးတော့သွားဖို့ရှိနိုင်တယ် total ကလည်းဆက်ပြီးတော့ဝင်နေဦးမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့အဲ့နှစ်ခုကိုကြည့်ပြီးတော့ကျွန်တော် bitcoin ဈေးကိုတက်ကြအောင်ကျွန်တော်နည်းနည်းလေးကြိုမှန်းလိုက်အောင်နော်ဆိုတော့ဒီမှာ BTC dominance က order high မှာဘယ်လောက်ထိဖြစ်ခဲ့လဲဆိုလို့ရှိရင်2019 2019တုန်းကကျတော့ဒါကတေးကြတယ် altcoin တွေဘာမှမရှိသေးဘူးဆိုတော့ကျွန်တော် BTC က72%အထိကျွန်တော် dominant ကျော်ခဲ့တယ် 2020ဒီဇင်ဘာ2021ပေါ့နော်အဲနှစ်စမှာကျွန်တော်တို့72%ပြန်ကျော်တယ်ဆိုတော့ဒါကကြတော့ဗါလဲဆိုလို့ရှိရင်အဲ့တုန်းကကျွန်တော်တို့ဒါဘူရန်ချိခဲ့တာဘူရန်မစခဲ့မှာကျွန်တော် BTC dominance အရင်တက်သွားတာပြီးတော့ BTC dominance ပြုတ်ကျသွားတယ်ဆိုလို့ရှိရင်ဒါတခြား altcoin တွေဘက်ကိုလူတွေစိတ်ဝင်စားလာပြီလို့ပြောလို့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အခုက BTC dominance ကတက်နေတော့မယ်ဒါဆိုရင်ကျွန်တော် altcoin တွေဆက်လို့ရှိရင် bitcoin ပို့ပြီးတော့မှ အာအရောင်းဝင်လို့ဖို့ကြည့်တင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘာမှထက်ပြီးတော့ confirm ယူလို့ရရချင်း total 3မှာ confirm ယူလို့ရရတယ် total 2ကကျတော့ဒါ Italian par ဖြစ်တဲ့လို့ကြောင့်မို့လို့ Italian market cap ကပါဝင်ထောက်နေတဲ့လို့ကြောင့်မို့လို့တိတ်ပြီးတော့ကျွန်တော်သုံးနေမှရှိဘူး total 3ကိုကျွန်တော်ပို့သုံးတယ်ပေါ့နော်ဆိုတော့ total 3ဆိုတာကြပါလဲဆိုလို့ရှိရင် Bitcoin ရော Italian ရောနှစ်ခုစလုံးမပါတဲ့ကျွန်တော်တို့ဒီအာ total ပေါ့ total market cap အော်ဒီ total market cap ထည့်ရပြီးတော့ Bitcoin ရော Italian နှစ်ခုစလုံးနှုတ်ထားတာအဲ့တော့စုစုမှာဘယ်လောက်ရှိလဲဆိုလို့ရှိရင်အခုလောက်ရှိ815 billion share ပြောလို့လည်းဒီမှာ125ဘီလီယံရှိရဲ့ဆိုတော့တကယ်၍ပေါ့နော် BTC dominance ကထက်တက်နေအောင်ပဲတိုတယ်ကလည်းတက်နေအောင်ပဲဆိုလို့ရှိရင်ဒီတိုတယ်သူရိကထက်တက်လာဖို့ခက်တယ်ဘာလို့လဲဆိုတော့တိုတယ်သူရိဆိုတာကခုနကတိုတယ်အားလုံးနဲ့မှာ Bitcoin နဲ့ Ethereum ကိုနှုတ်ထားတာဖြစ်တဲ့ကြောင့်မလို့ Bitcoin ကိုပဲလူတွေကစိတ်ဝင်စားနေပြီဆိုလို့ရှိရင် altcoin တွေကိုပတ်စံမလာအောင်အဲ့တော့ altcoin ဒီနားမှာပဲတက်နေတယ်အကယ်၍တိုတယ်သူရိရဲ့တက်လာ British dominance ကကျလာတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာမျှော်လင့်လို့ရလဲဆိုလို့ရှိရင် awkward နဲ့ဈေးတက်မယ်လို့မျှော်လင့်လို့ရတာပေါ့နော်။ဆိုတော့မျှော်လင့်ချက် okay အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် total 3ရတော့ဒီလိုဖြစ်နေ။နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အာခုန top 4 quality တစ်ချက်ကြည့်ကြည့်ရအောင်။ top 4မှာအရင်ဆုံး big quality ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းပဲပြီးခဲ့တဲ့ဘက်က big quality ကအာအရင်တက်ထားတယ် ဆိုတော့ BTC domain name ကလည်းတက်နေတယ် total 3ကလည်းအဲ total ကလည်းတက်နေတယ်ဖြစ်လို့ကြောင့်မို့လို့ Bitcoin လည်းတက်နေမှာသိကြတယ်ဒီမှာကြည့်လိုက်ရခြင်းကျွန်တော်တို့အခုလောလောဆယ်6000 6000 level ကိုနှစ်ခါနှစ်ခါရှိပြီလားထိရပါတော့ဆိုတော့လောလောဆယ်ကိုယ်တော့6000 level ကနေပြီးတော့ reject လုပ်ပြီးတော့ register အနေနဲ့လုပ်လုပ်နေ။အဲ့တော့ဒီနေရာမှာလူတွေရောင်းဝယ်လုပ်ကြတာရှိတာ။ Bitcoin ပြန်ရောင်းနေလူရှိရဲ့။အဲ့တော့ဈေးရတဲ့နေမှာနည်းနည်းတက်သွား။အဲ့တော့ကျွန်တော်ရဲ့အဲခံမှန်းချက်ပေါ့နော်။ခံမှန်းချက်အရဆိုလို့ရှိရင် သူဒီဆက်တက်ဖို့ဖြစ်နိုင်လေဒါပေမဲ့အကယ်၍ဒီ6600က rejection အခုတပတ်ပါ rejection ထပ်ပြီးလောက်ခဲ့ပြီပေါ့နော်ဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ထက်ထပ်ပြီးတက်တာထဲဆိုလို့ရှိရင်အလဲကိုဆင်းပြီးတော့မှအာ buy order တွေကိုတွားယူလာမျိုးဖြစ်နိုင်တယ်အဲ့တော့ဘယ်ထိဆင်းနိုင်လဲပေါ့နော်ပထမဆင်းလို့ရမယ့်နေရာဒီနေရာဒါဆို8900 9000 level ပေါ့နော်9000 level ကိုတစ်ခေါက်ဆင်းလို့ရဒုတိယ8000 8000 8000 level ကိုတစ်ခေါက်ဆင်းလို့ရဆိုအဲ့ဒီနှစ်ခုတွေကတစ်ခုခုမှာပြန်ပြီးတော့မှ order ပြန်လာဖွင့်လာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အကယ်၍ကိုကရေရှိကြိုင်မယ် BTC ကိုတသိန်းလို့ဘာလို့မမှန်ဘူးနှစ်နှစ်သိန်း၅သိန်းအထိမှန်တယ်နောက်၃လ၅နှစ်အထိကြိုင်ထားမယ်ဆိုလို့ရှိရင်เนาะဘာမှမဖြစ်ဘူးအခုလေးဝယ်လို့ကောင်းနေပြီဘာလို့လဲဆိုတော့ဒီမှာခုနကျွန်တော်တို့ပြခဲ့တဲ့ weekly down trend line ကိုသူကချိုးခဲ့ပြီကောင်းကောင်းတက်သွားပြီเนาะဆိုတော့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒါစပြီးအဝယ်ကြည့်လို့ရနေပြီဆိုတော့ဟိုဟို၃နှစ်နှစ်ကြိုင်မဲ့လူတွေကဝယ်လို့ရတယ် ဒါပေကောတသိန်းလောက်မှပြန်ထွက်မယ်ပေါ့နော်အဲ့ထိတ်မဲ့ရေတို့ထိတ်မဲ့လူပေါ့အောက်မှာဝယ်ပုံမှာရောင်းလို့မဲ့လူဆိုလို့ရှိရင်တော့ order ကိုဒီအလဲမှာ6000လောက်ခါမျိုးမှာပြန်သွားစောင့်ပြီးဖွင့်တာပိုကောင်းလိမ့်မယ်ထင်းတယ်ဒါတော့ဒီမှာဒီနေရာကိုတစ်ချက်ကြည့်ရအောင်အဲ့6000ကိုမကျော်ဘူးဆိုလို့ရှိရင်ပြန်လာပြီးထောက်ဖို့ပြန်ရတယ်ကိုယ်တော့ချောက်တောင် break သွားနိုင်တယ်ဆိုလို့ရှိရင်တော့အပေါ်လည်းနဲ့ထက်တဲ့အောင်ပါဘောနော်။ဒါကြောင့်ကျွန်တော်နည်းနည်းဒီဒီတစ်ဘက်ကတော့ break လုပ်ဖို့မလွယ်တော့ဘူးဒီမှာအခုလော rejection ပြရနေတာဆိုတော့လေ unless တခုခုမဖြစ်ခင် break break လုပ်ဖို့တိတ်မလွယ်ဘူး။အဲ့တော့အလေကိုဆက်နိုင်ရင်ရှိတယ်နော်။ ဆိုတော့ဒါကရေလိုသမားတွေအတွက်ကြောတာပေါ့နော်ရေချင်သမားတော့ဝယ်တာဝယ်လို့ရတယ်အီတာလီယန်ကဟိုးအောက်ဆုံးမှာပဲပြန်ရောက်နေတယ်ကျွန်တော်တို့အီတာလီယန်ကိုကျွန်တော်လည်းအခုကိုယ့်ရဲ့ portfolio တွေမှာတော်တော်ရှော့ထားတယ်ရှော့ထားဆိုဟိုတာမန်ယိုးတဲ့ထွက်လို့တာလို့ပဲလောက်တော့မှပြီးတော့ပေါ့ဟိုမရှိသလောက်ဖြစ်သွားတယ်အဲ့တော့ဟောတဲ့ပထမဒီ April လအစမှာကျွန်တော်တို့ဒါအနေဆုံး1300 1400အထိပြန်ဆင်းနိုင်ခဲ့ပြီးတော့အခုဒီမှာ 1300 1400ဒီပြန်ဆင်းလိုက်ခဲ့ပြီးအခုတမအပေါ်နေနဲ့ပြန်တက်နေတာတွေ့ရပါတော့ဒါကတော့အားလုံးတက်တယ်လို့ပဲသူလည်းတက်တာဒါပေမဲ့တိရတိုင်းပဲအားလုံးကအပေါ်မှာတက်တယ်သူကအောက်ကနေတက်တာဆိုတော့သူကဒီတောင်းချက်တောင်းထီကိုပြန်မရောက်နိုင်ဘူးဖြစ်နေအဲ့တော့ရေရှိကိုင်မယ်ဆိုလို့ရှိရင်တော့အီတာလီယံကိုကျွန်တော်လောလောဆယ်ခဏလက်ဆောင်ထားသေးခြင်းနဲ့ထိတ်မယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်တာပေါ့နော်ထိတ်မယ်ဆိုလို့ရှိရင်တော့ဒါအခုသူကကြလို့ရှိရင်သူများထက်ပိုကြဆိုတော့အပေါ်ကနေ short ဖို့ခဏကအမ်ဘစ်ကွိုင်းရှစ်ကိုပြန်ယူတဲ့အချိန်မှာသူလည်းပြန်ကြနိုင်ရင်ရှိတော့ short ဖို့တစ်ချက်ပြန်ကြည့်ရနော်လောလောဆယ်ရော ီတာရီတော့ကျွန်တော်တိတ်ပြီးတော့အားမပေးပါဘူး BNB ကဝယ်လို့ကောင်းတယ် BMB ကကျွန်တော် investment တင်းနဲ့တက်တယ်ပြီးပြန်ကျသွားတယ်အခုဒီမှာနည်းနည်းပြန်တက်လာတယ်ဒီလိုလည်းဖြစ်နေတယ်အဲ့တော့ BMB ကိုအခုအာစီကန်းတစ်ခုတက်မှတ်ထားလို့ရဥမာ950ပေါ့950လို့နေရာမျိုးပြန်ရောက်လာရင်ဝယ်မယ်ဒီမှာဆိုရင်950ကနေပြီး reject လုပ်တာနေရာမျိုးတွေ့ရအဲ့တော့950ဒီပြန်ရောက်လာရင်ကျွန်တော်ဝယ်မယ်ပြီးရင်ဥမာ600ကျော်650လောက်ဖြစ်သွားရင်ပြန်ရောက်မယ် အဲအဲ့လိုမျိုးစီကံလေးတက်မှတ်ထားမယ်ဆိုရင်ကျွန်တော်ကအမြင်ရနိုင်တယ်နော်ဒီမှာအဲ့တော့အခုလောလောဆယ်တော့ဒါ PMB ကိုရေရှည်ကင်မဲ့လူဆိုလို့ရှိရင်နော်အာဝယ်လို့ရတယ်ဒါပေမဲ့ရေလိုထွက်မဲ့လူကတော့၆၀၀ပြန်ဖြစ်နေပြီဆိုတော့နည်းနည်းလေးပြန်မြင့်နေတယ်အဲ့တော့အဝယ်ကိုအောက်မှပြန်ကြည့်တယ်နေပေါ့နော်ဘာပြောလဲ950ပတ်ပတ်လည်လောက်မှပြန်ဝယ်ဖို့ပြန်ကြည့်တယ်နေโอเคအဲ့တော့ BMI ကတော့တခုကောင်းတာတော့သူကဝယ်ထားလို့ရှိရင် AirDrop တွေပါရရတဲ့အတွက်ကြောင့်မလို့ passive ခြင်ထားလို့ကောင်းတယ်သူကနော် ဆိုလာနာကကျတော့ကျွန်တော်တို့ဝယ်ဖို့ကောင်းတဲ့အချိန်ပဲဒီအချိန်ကအဲ့တော့ဆိုလာနာဒီကျွန်တော်ဒီမှာဆွဲထားတဲ့ဟိုဟာကိုကြည့်လိုက်အာဖီဘိုနာချီကိုကြည့်လိုက်လို့ရှိရင်ဆိုလာနာဒီဒီအလဲကျွန်တော်တို့တောက်လျှောက်ထောက်ခဲ့တဲ့နေရာဖြစ်တဲ့120ပေါ့နော်120ဟိုအောက်ကို break သွားနိုင်ပေမဲ့နောက်ချက်ချင်းပြန်တက်လာတွေ့အဲ့တော့တေးရမှာထောက်ပြီးပြန်လာကျွန်တော်ကျွန်တော်တို့ကတော့တေးရမှာဝယ်လိုက်ကြတာပေါ့နော်ဒါပေမဲ့တချို့တွေလွတ်သွားရလို့ဆိုလို့ရှိရင်ဒီမှာဝယ်လို့ရနေသေးတယ်။ဘာလို့လဲဆိုတော့ဆိုလာနာက တကယ်သာကင်ထားမယ်ဆိုလို့ရှိရင်သူကအပေါ်ကိုတော်တော်တက်နေချင်းရှိတယ် ecosystem လည်းတော်တော်ကောင်းတာဖြစ်တဲ့ကြောင့်မို့နှစ်ရာရိုက်ပဲပြင်ပြသွားလို့ရှိရင်အခုဒီလူတွေကအမြဲရမှာပေါ့နော်နှစ်ရာမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟို grow ဖြစ်ဖို့အတွက်ကို room ရှိနေသေးတယ်ဖြစ်တဲ့ကြောင့်မို့ဆိုလနာကိုကျွန်တော်ကဝယ်ထားလို့ရတယ်နော်โอเคအဲ့တော့ဒါလေးကတော့ကျွန်တော်တို့အာဒီနေ့ကျွန်တော်လုပ်ပေးတဲ့ analysis လေးပါဆိုတော့ အာဒါရိုက်အကုန်လုံး education နဲ့ purpose ပါနော် financial advice မဟုတ်ပါဘူးအဲ့တော့ကိုကိုရိုင်းဆုံးရှုံးခံနိုင်ရည်ရှိတဲ့ငွေကိုပဲအာရောင်းဝယ်လောက်ကြဖို့ကျွန်တော်တိုက်တွန်းမိပါစီ okay GDP ကြီးပြည့်ကျေးဇူးများကြီးတင်ပါတယ်ဝင်ဝင်နေနေလေးဖြစ်ပါတယ်